ဒီနေ့နိုင်ငံတော်ပြည့်ရတိသာသနာတက္ကသိုလ်မှတနစ်တာသွန်ဆက်ကလူတန်းချင်းသင်္ကန်းဆိုင်တို့လူတန်းဝေယျဖျားဖျားတွေကိုဆက်ကလူတန်းချင်းကုသိုလ်ကောင်းမှုလာရောက်ပြီးတော့ပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုရှင်များကတယံဇာတနှင့်တဘာဝဘဝွန်ချင်းထိန်သိမ်းရေးဝန်ကြီးဌာန မြေတန်းဦးစီးဌာနမိသားစုများ ဖြစ်ကြပါတယ်အဲ့တော့ဒီဝန်တန်းဌာန မြေတိုင်းဦးစီးဌာနမိသားစုတွေကိုအနုမောဒနာတရားအနေငယ်ဟောပေးပါမယ်လူလောကမှာလူတွေဟာပစ္စည်းဥစ္စာရှာဖွေကြတယ်အဲ့ဒီပစ္စည်းဥစ္စာရှာဖွေတဲ့ကိစ္စကိုမြတ်စွာဘုရားကနိတိကန္နသုတ်တော်မှာပစ္စည်းဥစ္စာ ရှားပွေပုံနှမျိုးရှိတယ်ဒီလို မိန့်တော်မူထားပါတယ်ပစ္စည်းဥစ္စာရှားပွေကြတဲ့နေရာမှာရှားပွေမှုနှမျိုးရှိတယ်တစ်မျိုးကကိုယ်နောက်ကိုပါမလာတဲ့ပစ္စည်းဥစ္စာတွေကိုယ်နောက်ကိုပါမလာဘဲနဲ့ထားခဲ့ရတဲ့ပစ္စည်းဥစ္စာတွေ ဒါကပစ္စည်းဥစ္စာတစ်မျိုးနောက်တစ်မျိုးကတော့ဘဝတန်ត្រာတစ်လျှောက်လုံးကိုယ်နောက်ကိုပါလာတဲ့ပစ္စည်းဥစ္စာဒီလိုပစ္စည်းဥစ္စာ ရှာဖွေတဲ့နေရာမှာပစ္စည်းဥစ္စာနှမျိုးရှိတယ်ကိုယ်နောက်ကိုပါတဲ့ပစ္စည်းဥစ္စာနဲ့မပါတဲ့ပစ္စည်းဥစ္စာဒီအကိုအနိတိကန္တသုတ်တော်မှာအနုဂါမိကပစ္စည်းအဂါမိကပစ္စည်းဆိုပြီးတော့ ဘုရားရှင်ကဒါမိတော်မူထားတယ်။အဲနောက်တနည်းပြောရမယ်ဆိုရင်ယန္တုတွေဖြစ်စည်းနိုင်တဲ့ပစ္စည်းဇေယပစ္စည်းယန္တုတွေဖြစ်စည်းနိုင်တဲ့ကိုယ်မှာဘလောက်ပဲပစ္စည်းဥစ္စာတွေတိမ့်ထားပဲမယ်လို့ဘလောက်ပဲခိုင်ခန့်တဲ့နေရာမှာထားပဲမယ်လို့ ဘလောက်ပဲလုံခြုံပါတယ်စိတ်ချရပါတယ်ဆိုတဲ့နေရာမှာထားပဲမဲ့လို့ရန်သူမျိုးငါပါလက်က မလွတ်တဲ့ပစ္စည်းဥစ္စာရှိတယ်ရန်သူမျိုးငါပါမဖြစ်စည်းနိုင်တဲ့ပစ္စည်းဥစ္စာရှိတယ်အဲ့တော့ကိုယ်နောက်ကို ပါတဲ့ပစ္စည်းဥစ္စာရန်သူမျိုးငါပါမဖြစ်စည်းနိုင်တဲ့ပစ္စည်းဥစ္စာဒါကတစ်မျိုး ကိုနောက်ကိုမပါတဲ့ပစ္စည်းဥစ္စာနဲ့ရံသူမျိုး၅ပါးဖြစ်စီနေတဲ့ပစ္စည်းဥစ္စာဆိုပြီးတော့မြတ်စွာဘုရားကနိဒီကန္တသုတ်တော်မှာပစ္စည်းဥစ္စာနှမျိုးဒါခွဲခြားပြီးတော့မိန်တော်မူထားတယ်အဲ့တော့အဲ့ဒီပစ္စည်းဥစ္စာတွေကမိမိနောက်ကိုမပါတဲ့ပစ္စည်းဥစ္စာဆိုတာဘယ်လိုပစ္စည်းဥစ္စာတွေလဲအဲ့ဒီအတွက်မြတ်စွာဘုရားကအကျယ်ချဲ့ပြီးတော့ မိမိနောက်ကိုမပါတဲ့ပစ္စည်းဥစ္စာ၃မျိုးရှိတယ်လူလောကမှာလူတွေဒီနေ့တရားနာနေတဲ့ဒကာကြီးဒကာမကြီးတွေမိမိတို့ကိုယ်တိုင်းလည်းပဲပစ္စည်းဥစ္စာတွေကိုဒါရှာနေကြတာပဲစုနေကြတာပဲစောင်းနေကြတာပဲစုစောင်းနေကြတယ်သိနေကြတယ်အဲ့ဒီပစ္စည်းဥစ္စာတွေဒီဒါကိုယ်နောက်ကိုပါလာမဲ့ပစ္စည်းလား ထားခဲ့ရမယ်ပစ္စည်းလားဆိုတာကိုတတိထားဖို့မြတ်စွာဘုရားကဒီဒေသနာကိုဒါမိန့်တော်မူထားတာဖြစ်ပါတယ်အဲကိုနောက်ကိုမပါတဲ့ပစ္စည်းက၃မျိုးရှိတယ်နံပါတ်1ရွှေလိုပြောင်းလို့မရတဲ့ပစ္စည်းဥစ္စာမျိုးတွေရွှေလိုပြောင်းလို့မရတဲ့ပစ္စည်းဥစ္စာဆိုတာသာဝရပစ္စည်းအဲ့ဒီသာဝရပစ္စည်းဆိုတာ အင်ဂျန်မြေတွေလေယာတွေရွှေလို့ပြောင်းလို့မရတဲ့အရာတွေဒါကိုလည်းပဲလူတိုင်းလူတိုင်းဒါကိုနေဖို့အတွက်ကိုအင်ဂျန်ကိုရဲ့တိုက်တာအဆောက်အဦကိုရဲ့အိမ်စသည်အဖြစ်ဒါလူလောကမှာမရှိလို့လည်းမရဘူးဒါရှိအောင်လေကြိုးစားနေကြရတာပဲအဲ့တော့ ဒီလိုခိုင်ခန့်တဲ့မြေတွေတိုက်တာတွေအဆောက်အဦတွေဓာတ်တွေကိုတော့မြတ်စွာဘုရားကသာဝရပစ္စည်းဒီသာဝရပစ္စည်းကိုလည်းပဲလူသားတွေကဒါစုဆောင်ကြတဲ့တခုရှိပြီးရင်နောက်တခု နောက်တခုရှိပြီးရင်နောက်တခုဒီလိုတိုးပွားအောင် ဆောင်ရွက်ကြတယ်မြတ်စွာဘုရားကမချရဘူးမလုပ်ရဘူးလို့မပြောပါဘူးလုပ်ရပါတယ် ဒါမှလည်းပဲဒီလိုမိမိမှာ ပြည့်ပြည့်စုံစုံ ရှိနေပါမှ မင်္ဂလာတရားတွေထဲမှာပုတ္တဒရသသင်္ဃောဟောကိုယ်မှာပြည့်စုံနေပါမှအသာသမီးတွေကို ပြည့်ပြည့်ဝဝကိုကဟိုစောင့်ရှောက်နိုင်တယ်၊ကြွမွေနိုင်တယ်။မာတာပိတုဥပဒနာမိဘတွေကိုကြာကြာနာနာ ပေကံနိုင်တယ်ထောက်ပံ့နိုင်တယ်ကိုငြိနိုင်တယ်ဆွေတွေမျိုးတွေကိုထောက်ပံ့နိုင်တယ်မိမိမှာပြည့်စုံပါမှသူများကို ထောက်ပံ့မှုဆိုတဲ့မင်္ဂလာကဒါပြည့်စုံတယ်အဲဒါကြောင့်မို့လို့ဒီလိုပစ္စည်းဥစ္စာတွေကိုလေရှာရပါတယ်တဲ့မိမိမှာရှိနေအောင်မိမိမှာ ပြည့်စုံနေအောင်ဒါလုပ်ရတယ်ဒါသာဝရပစ္စည်းရွှေလိုပြောင်းလို့မရတဲ့ခိုင်ခန့်တဲ့ပစ္စည်းမျိုးကိုသာဝရပစ္စည်းဒါနံပါတ်1 နံပါတ်1ကဇင်ကမပစ္စည်းတဲ့ရွှေလို့ပြောင်းလို့ရတဲ့ပစ္စည်းမျိုးအဲ့ဒီရွှေလို့ပြောင်းလို့ရတဲ့ပစ္စည်းမျိုးဆိုတာစိန်လေရွှေလေကြောက်တမ်းပရမများတွေဒါမိမိသွားတဲ့အခါမှာယူသွားလို့ရတဲ့ပစ္စည်းတွေမကားတွေဆိုင်ကယ်တွေဒါမိမိသွားတဲ့အခါမှာယူသွားလို့ရတယ်အဝတ်အထည်တွေဒီလိုမိမိနဲ့တပါးတွေယူသွားလို့ရတဲ့ပစ္စည်းတွေကိုကြတော့ဇင်ကမပစ္စည်း ဒီလိုစင်ကမပစ္စည်းမျိုးကိုလည်းပဲဒကာဓမ္မတွေဒါလိုက်ရှာကြရဲစုဆောင်ကြရဲဒီလိုစုဆောင်ထားသူအပြင်မိမိမှာပြည့်စုံနေသူအပြင် သူများကိုလည်းပဲထောက်ပံ့လို့ရတယ်ရှင်းမြောက်လို့ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒီလိုပစ္စည်းတွေကိုလည်းရှာရပါတယ်တဲ့စုရပါတယ်ဒါဒုတိယသာဝရပစ္စည်းရဲ့ဇင်ကမပစ္စည်းရဲ့ နောက်တတိယကတော့အင်္ဂသမပစ္စည်းအင်္ဂသမပစ္စည်းဆိုတာကတော့စိန်တွေရွှေတွေကြောက်တံမဓမြားတွေကကိုယ်နဲ့တပါးတွေမထားခြင်းရင်လည်းပဲကိုယ်ထားခြင်းတဲ့နေရာမှာထားခဲ့လို့ရတယ်။မတက်တာတွေမှာတိမ်ထားလို့ရတယ်။ဘီရိုတွေမှာတိမ်ထားလို့ရတယ်။နောက်ဆုံးနံပါတ်3ဖြစ်တဲ့ အင်္ဂသမပစ္စည်းဆိုတာကတော့ထားခဲ့လို့ကိုမရဘူးကိုနဲ့တပါးလေးကိုပါနေတယ်ဒီလိုပစ္စည်းမျိုးအဲ့ဒါပါလဲဆိုရင် အတက်ပညာပဲအတက်ပညာဆိုတဲ့ပစ္စည်းတခါကြီးလေးငငယ်ကလေးကအကျောင်းမှာအကျောင်းတက်ပြီးတော့ပညာတွေသင်လာကြတယ်ပွဲတွေရလာကြတယ်ကိုရာထူးဌာနတွေ ဌာနတွေမှာယာဓုတွေနဲ့ဒါကိုကိုယာဓုသူယာဓုနဲ့ဒီယာဓုတွေဒါကိုတက်တတ်တဲ့အတ္တပညာတွေဓာတ်တွေကိုထားခဲ့လို့ရတဲ့အရာတွေမဟုတ်ဘူးကိုနဲ့ကိုသွားရင် ကိုနဲ့တပါးလေးပါလာတာပဲအင်္ဂတမမိမိရဲ့ခန္ဓာကိုယ်နဲ့တူတဲ့ဒါအတ္တပညာပစ္စည်းဥစ္စာမဆရာဝန်ဆိုလဲဆရာဝန်အတ္တအင်ဂျင်နီယာဆိုလဲအင်ဂျင်နီယာအတ္တ စသည်အပြင်မိမိတို့တတ်ထားတဲ့အတ္တပညာဒီအတ္တပညာတွေဟာလူသွားရင် ထားခဲ့လို့ရတဲ့အရာတွေမဟုတ်ဘူးလူနဲ့တပါးလေးပါနေတာဒီပစ္စည်းဥစ္စာတွေဒီအတ္တပညာတွေဟာလည်းပဲအသက်မေဝန်ကြောင်းတစ်ခုအဲကြောင့်သူကိုပစ္စည်းဒီလိုမြတ်စွာဘုရားက မိန့်တော်မူတာဖြစ်ပါတယ်ဒီတော့မိမိဘဝချမ်းမြမ်းသာသာနဲ့ဘဝတစ်လျှောက်လုံးမှာချမ်းမြမ်းသာသာနဲ့ ဘဝလျှောက်လှမ်းဖို့အတွက်ဒီပစ္စည်းကလည်းမပါလို့မဖြစ်ဘူးမရှိလို့မဖြစ်ဘူးအဲဒါကြောင့်မို့လို့ဒီပစ္စည်းဥစ္စာတွေကိုလည်းပဲရှာရပါတယ်တဲ့ဆုရပါတယ်ကြည်တော့အချင်းချင်းလိုက်တော့ဥစ္စာ၃မျိုးနံပါတ်၁ကသာဝရရွှေလို့ပြောင်းလို့မရလောက်အောင် ခိုင်ခန့်တဲ့တိုက်တွေဒါတွေလေယာတွေဒါတွေကသာဝရပစ္စည်း ဒါလည်းရှိအောင်လုပ်ရမှာပဲနံပါတ်2ကဇင်ကမပစ္စည်းမိမိသွားတွေကမိမိနဲ့အတူပါလာလို့ရအောင်စိန်တွေရွှေတွေကြောက်တမ်းပဒမြတွေအဝတ်တဲတွေကားတွေဒီလိုပစ္စည်းတွေအားလည်းပဲဒါမိမိဘဝမှာတက်တက်တာတာချမ်းချမ်းသာသာဖြစ်ဖို့အတွက်ဒါရှာဖွေရတယ်နံပါတ်3အင်္ဂသမပစ္စည်းအတတ်ပညာ မိမိဘုရားတက်တက်တာတာနဲ့အသက်မွေးလို့ရအောင်ဒါအတ္တပညာဆိုတာကိုလည်းရှာဖွေရတယ်အဲ့တော့ဒီပစ္စည်း၃မျိုးကိုကတော့မြတ်စွာဘုရားကအဂာမိကပစ္စည်းတွေဒီတဘောအစားပဲဘလောက်ပဲတိုက်တယ်ဘလောက်ပဲပိုင်တာပိုင်တာသာဝရပစ္စည်းဆိုလေတိုက်တာ အစအဦးတွေဘလောက်ပဲပိုင်ထားပါစေဇေင္ကမပစ္စည်းလို့ခေါ်တဲ့အကြောက်တန်ပရမများတွေဘလောက်ပဲပိုင်ထားပါစေဘလောက်ပဲစုဆောင်ထားပါစေအင်္ဂသမပစ္စည်းလို့ခေါ်တဲ့အတတ်ပညာတွေကိုယ်နိုင်ငံနဲ့မကဘူးမြန်မာနိုင်ငံနဲ့မကဘူးပြည်ပသွားပြီးတော့ဘွဲ့တွေအမျိုးမျိုးဘလောက်ပဲယူထားယူထားယာတုတွေဘလောက်ပဲရထားရထားဒီတဘဝပဲ ဒီတဘောကွယ်လွန်ပြီဆိုတည်နဲ့တပြိုင်နဲ့အလုံးထားကြရတယ်တိုက်တာအဆောက်အဦတွေလည်းဘာမှယူသွားလို့မရဘူးစင်ရွှေကြောက်တံပဓမြားတွေလည်းဘာမှယူသွားလို့မရဘူးဒီဘောမှာသင်ထားတဲ့အတတ်ပညာတွေဘာတစ်ခုမှယူသွားလို့မရဘူးဟိုဘက်ဒုတိယဘောကတကယ်လို့လူလာဖြစ်ရင်မြန်မာနိုင်ငံမှာ ဆိုရင်လည်းပဲကာယီခောက်ခွေကစတင်ရမှာပဲဒီဘောကဘလောက်ပဲပညာတွေတော်လို့ဘလောက်ပဲဘွဲတွေရထရတာ ဒုတိယဘဝလူပြန်ဖြစ်ရင်မြန်မာနိုင်ငံဆိုကာယိကောက်ွယ်ကစတင်ရမှာပါပဲအင်္ဂလိပ်စာသင်ရင် ABCD ကစတင်ရမှာပါပဲဒါဒါကြောင့်မို့လို့တန်တရာကိုပါမလာဘူးနောက်ဘဝကိုပဲထိပါမလာဘူးဒီဘဝမှာပဲထားခဲ့ရတဲ့ပစ္စည်းဥစ္စာတွေဓမ္မစာဘုရားကဒီလိုမိန့်နေဘာလို့မိန့်ရလဲဆိုရင်တရားဓမ္မတွေနားလည်အောင်လို့မိမိတို့ရှာပွေတဲ့အခါမှာဒီ ထာဝရပစ္စည်းဇင်္ဂမပစ္စည်းအင်္ဂသမပစ္စည်းတွေကိုရှာဖွေတဲ့အခါမှာဒီပစ္စည်းဥစ္စာတွေဟာဘလောက်ပဲပင်ပင်ပန်းပန်းရှာဖွေရှာဖွေနောက်ဆုံးတော့ဒီတပွားစားပါလားဒီတပွားနဲ့အလုံးထားခဲ့ရမှာပါလားဆိုတဲ့အသည့်ဒီဒီဝင်နေတဲ့တရားဓမ္မတွေဟာမတရားမှုဆိုတာမလုပ်တော့ဘူးမတရားသဖြင့်ဒါပစ္စည်းဥစ္စာမရှာတော့ဘူးဘာဖြစ်လို့လဲဆိုရင်ဒီဘဝထားခဲ့ရမယ် ငါမတရားသဖြင့်ရှာတတ်ရင်လည်းပဲအလုံးထားကြရမှာပဲတရားသဖြင့်ရှာရင်လည်းအလုံးထားကြရမှာပဲမတရားသဖြင့်ရှာထားတဲ့ပစ္စည်းဥစ္စာဟာငါနောက်ကိုပါလာမှာမဟုတ်ဘူးဒီလို မတရားသဖြင့်ရှာရှာပွေထားတဲ့အကုသိုလ်ကြောင့်ငါပဲဒုက္ခရောက်မယ်ဒီအသည့်ဝင်သွားပြီတော့မတရားသဖြင့်မရှာတော့ဘူးဒီတဘောအစားပဲလို့နားလေတဲ့တရားဓမ္မတွေဟာ တရားသဖြင့်ရှားဖွေနိုင်တယ်တရားသဖြင့်ဆုဆောင်နိုင်တယ်တရားသဖြင့်ဆုဆောင်ခြင်းကိုပဲလုပ်တော်တယ်ဒီအသိဉာဏ်သိရဖို့အတွက်မြတ်စွာဘုရားကဒီတရားကိုဟောတော်မူတာဖြစ်ပါတယ်အဲ့တော့မိမိနောက်ကို ပါမလာတဲ့ဒါပစ္စည်းဥစ္စာတွေတနည်းအပြင်ပြောရမယ်ဆိုရင်စောစောကပြောခဲ့တဲ့တိုက်တာသဝူတွေကြောက်တမ်းပရမယွှေငွေတွေဒါတွေက ရန်သူမျိုးငါပါ ဖြစ်စီလို့ရတယ်မိရန်သူက ဖြစ်စီလို့လို့ရတယ်ရေရန်သူကဖြစ်စီလို့လည်းရတယ်တကောဓမ္မရီခိုးယူလို့လည်းပါသွားတာပဲနောက်ဆုံးမှာအစိုးရကအနာပိုင်းဖွဲ့စည်းကတိန်လို့လည်းဒါတိန်ယူလို့လည်းဒါပေးလိုက်ရတာပဲဒီတော့ရန်သူမျိုးငါပါလက်က မလွတ်ဘူးဒီပစ္စည်းဥစ္စာတွေရန်သူမျိုးကဘာနဲ့ဆက်ဆံနေတဲ့ပစ္စည်းဥစ္စာတွေဒီလိုနားလေဖို့အတွက်မြတ်စွာဘုရားကမိန့်တော်မူတာဖြစ်ပါတယ်အဲနောက်ဒုတိယကိုးနောက်ကိုပါမယ့်ပစ္စည်းဆိုတာကတော့ကုသိုလ်အကုသိုလ်ပဲကုသိုလ်ပစ္စည်းနဲ့အကုသိုလ်ပစ္စည်းဒီနေ့မြေတိုင်းဥစည်းဌာနအမိသားစုတွေနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်ကိုလာပြီးတော့ကုသိုလ်ကောင်းမှုပြုကြတယ်ဆိုတာဘုရားတန်ត្រာမှာ မိမိတို့နောက်ကိုပါလာမဲ့ဒါပစ္စည်းဥစ္စာလာပြီးတော့စုရတယ်။တန်ဃာတို့တွေကိုဆုံးကတ်တယ်၊သင်္ကန်းလူတယ်ဟောဆွန့်လူတော့ဆွန့်အကျိုး၅ပါးမိမိတို့ဘဝအတန်တရာတစ်လျှောက်လုံးဒီအကျိုး၅ပါးကိုမိမိတို့ရကြမယ်။တန်တရာတစ်လျှောက်လုံးပါလာမယ်ဆိုတော့ကိုယ့်နောက်ကိုပါလာတာပေါ့။ပစ္စည်းဥစ္စာတွေကတော့ဘာမှပါမလာဘူး။အလုံးကြံခဲ့မယ်။ မိမိတို့လုပ်ထားတဲ့ကုသိုလ်ကောင်းမှုကတော့ကိုယ်နောက်ကိုပါလာမယ်အဲ့ဒါကြောင့်မလို့အနုဂါမိကပစ္စည်းကိုယ်နောက်ကိုပါတဲ့ပစ္စည်းကုသိုလ်ကောင်းမှုလောက်တိုင်းလောက်တိုင်းဒါနကုသိုလ်လုပ်ရင်လည်းကိုယ်နောက်ကိုပါတာပဲသီလကုသိုလ်စောက်တည်ရင်လည်းကိုယ်နောက်ကိုပါတာပဲဘာဝနာကုသိုလ်တွေပွားများတဲ့တရားထိုင်တဲ့တရားမှတ်တဲ့ဝိပဿနာပွားများတဲ့မေတ္တာပို့တဲ့ဖျားရှိကိုယ်တယ်စသည်အပြင်ဒီလိုဘာဝနာကုသိုလ်ကောင်းမှုတွေဟာ ိုနောက်ကိုပါလာတဲ့ပစ္စည်းဥစ္စာတွေထို့အတူပဲကောင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုနောက်ကိုပါတယ်လို့မကောင်းတဲ့အကုသိုလ်တွေကလည်းကိုနောက်ကိုပါတာပဲသူများတတ်တယ်သူများပစ္စည်းကိုခိုးတယ်လိမ်ပြောတယ်စသည်အပြင်မကောင်းမှုဒုစရိုက်တွေဒါတွေလည်းပဲထားကြလို့မရဘူးကိုနောက်ကိုပဲပါလာတယ်ဘဝတန္တရာတလှည့်အောင်လုံးမှာ ူတို့အကျိုးပေးခွင့်ရရင်ဒါဒီအကုသိုလ်တွေကလိုက်ပြီးတော့အကျိုးပေးတာပဲအဲ့တော့ကိုယ့်နောက်ကိုပါတာကတော့ကုသိုလ်နဲ့အကုသိုလ်ကုသိုလ်အကုသိုလ်ဆိုတဲ့ပစ္စည်းကကိုယ့်နောက်ကိုပါတယ်ပစ္စုပန်ဘဝမှာရှားပွေနေတဲ့ပစ္စည်းဥစ္စာတွေအဲ့ဒါတွေကတော့အလုံးထားခဲ့ရမယ်ပစ္စည်းတွေအဲ့တော့ဒီလိုကုသိုလ်ကောင်းမှုတွေကိုချမ်းချမ်းစိတ်ချမ်းချမ်းသာသာနဲ့ဆောင်ရွက်နိုင်ဖို့ဒါနကုသိုလ်ကောင်းမှုတွေလုပ်နိုင်ဖို့ ီလကုသိုလ်ကောင်းမှုတွေစောက်တည်နိုင်ဖို့ဘာဝနာကုသိုလ်ကောင်းမှုတွေပွားများနိုင်ဖို့ကတော့စိုးစောကပြောခဲ့တဲ့ပစ္စည်း၃မျိုးမရှိလို့မရဘူးဒီပစ္စည်းတွေကိုဒီပစ္စည်းတွေရှိနေပါမှဆိုပါတော့ဒီနေ့ဆုံးကတ်တဲ့မြေတိုင်းဥစည်းဌာနတရားဓမ္မတွေဆုံးကတ်တဲ့ဆုံးကတ်လို့ကုန်ကြမဲ့ကုန်ကြငွေအဲ့ဒီကုန်ကြငွေဥစည်းဌာနမိသားစုမှာရှိနေလို့သာကနိုင်ကြတာပေါ့ မရှိဘူးဆိုရင်ပဲကန့်နေပါမလဲအဲ့တော့ရှိအောင်လဲမိမိတို့ကဆောင်ရွက်ထားတယ်ဒီတိုင်းပဲဒါအရှုတကာဓမ္မဒီဖရာတည်ရင်လည်းဒါမဲ့ဖရာတည်နေလောက်မိမိမှာပစ္စည်းဥစ္စာမရှိတော့မလုံနိုင်ဘူးအရှုကြောင်းဆောက်ရင်လည်းဒါမဲ့လို့ကြောင်းဆောက်နိုင်လောက်မိမိမှာအတိုင်းတာမရှိတော့မဆောက်နိုင်ဘူးအဲ့ဒါကြောင့်မို့လို့မိမိနောက်ကိုပါလာမဲ့တန္တရာ ခยีတလျောက်မွေးမြနောက်ကိုပါလာမဲ့ယတနာပစ္စည်းတွေချမ်းချမ်းသာသာဆောင်ရွက်နိုင်ဖို့အတွက်တဘောအစာပစ္စည်းကိုလည်းပဲမိမိတို့တရားသဖြင့်ရှာဖွေရပါတယ်ဒီတရားသဖြင့်ရှာဖွေရတဲ့ပစ္စည်းဥစ္စာတွေနဲ့ကိုယ့်နောက်ကိုပါလာမဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေကိုဆောင်ရွက်ရတယ်ဆိုပြီးတော့မြတ်စွာဘုရားကနိတိကန္တသုတ်တော်မှာ တက္ကမတွေနားလည်အောင်မိတော်မူတတ်တဲ့စကားကိုဘုန်းကြီးကသစင်ယူပြီးတော့ဒါနိတိကန္တဒေသနာတို့ဒေသနာတို့ကိုသစင်ယူပြီးတော့ဒီနေ့အနုမောဒနာပြုပါတယ်အနုမောဒနာတရားဟောပါတယ်တက္ကမပေါင်းသူတို့ကောင်းဒီမြတ်စွာဘုရားမိတော်မူတတ်တဲ့ကိုနောက်ကိုပါလာမဲ့ပစ္စည်းဒီဘဝတည်းအာလုံထားခဲ့ရမဲ့ပစ္စည်းအဲ့ဒါကိုနားလည်ပြီးတော့ ဒီဘဝမှာထားခဲ့ရမယ့်ပစ္စည်းကိုလည်းပဲတရားသဖြင့်ရှာဖွေအဲ့ဒီတရားသဖြင့်ရှာဖွေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကို အရင်ခံပြီးတော့ကိုယ့်နောက်ကိုပါလာမဲ့ဒါနကုသိုလ်ကောင်းမှုတွေသီလကုသိုလ်ကောင်းမှုတွေဘာဝနာကုသိုလ်ကောင်းမှုတွေကိုဆက်ကာဆက်ကာကြိုးစားအထောက်ပြီးတော့ဘုရားပစ္စည်းကအာရိယအပေါင်းသူတို့ကောင်းတွေသိသွားမြင်သွားသောမေညာပုံညာနိဗ္ဗာန်ကို လွယ်လွယ်ကူကူချမ်းချမ်းသာသာသိနိုင်မြင်နိုင်သော သူတော်ကောင်းများဖြစ်ကြပါစေကုန်တည်းကဲရည်စွဲကံ့ရည်စွဲချရာကဲအလုံးလိုက်ဆိုအရှင်ဘုရားတပည့်တော်များသည်ဗုဒ္ဓဘာသာဝင် သူတို့စင်များဖြစ်ကြသည်အာလျောစွာယနေ့ဖို့၌တန်ခံတော်ပရိယတ္တိသာသနာတကသော၌ပရိယပฏิပတ်သာသနာတော်ဝန်ထမ်းဆောင်တော်မူကြသောတန်ဃာတို့များအားတနေ့တာဆုံးစကလူတန်းချင်းသင်္ကန်း နဝကမ္မအစရှိသောလူတန်းဘုရားအပြာပြာတို့ကိုစက်ကလူတန်းချင်းတရဏကိုသုံးပါးနှင့်တကားငါးပါးသီလစောက်တည်ခြင်းဟောပြအပ်သောတရားတို့ကိုနာယူခြင်းဟူသောဒါနသီလဘာဝနာကောင်းမှု ကုသိုလ်စုကိုပြုလုပ်ကြပါ၏တပြည့်တော်တို့၏ဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြအထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဖို့ဘာကကိုအနန္တကျေးဇူးရှင်မိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်တို့အား၎င်း ကြွရောက်လာသောပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းတပြည့်တော်တို့၏ကိုတွင်ကိုပအိမ်တွင်အိမ်ပမြေတိုင်းဥသိဌာနနှင့်ဆက်ဆက်၍ဆောင်ရွက်သမျှလုပ်ငန်းဆောင်တာအရာရာတို့၌စောင့်ရှောက်ကြသော နိုင်ပေါင်းတို့အားလကားသာသနာဆောင်နဲ့လောကပါဠနဲ့တရားမင်းယမမင်းအစိုးရမင်းတို့ကိုအစထား၍30ပုံသားတိုက်တော်များအားအမြတ်အမြတ်ပေးဝေငါပါဤတိုက်တော်အားလုံး အမြာရ၍ကိုစိတ်နှပြကျမ်းမချမ်းသာကြသည်ဖြစ်ကြပါစေတော်ကဲအမြာဝေအာလုံးကြာကြသမျှအမြာအမြာအမြာယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု အလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု